အချစ်စစ်ရဲ့ဝိဒိတာလက္ခဏာတွေကဘာတွေလဲကိုယ့်ရဲ့ relationship ကအချစ်စစ်ပေါ်မှာတည်ဆောက်ထားတာလားဆိုတာကိုသိရှိဖို့အတွက်အချစ်စစ်ရဲ့ဝိဒိတာလက္ခဏာ၈ရက်အကြောင်းကိုကြည့်ကြည့်ကြရအောင်ပထမဆုံးတစ်ရက်ကတော့အပြစ်ဝယုံကြည်မှုနဲ့လုံခြုံမှုရှိခြင်းနဲ့အဲ့တော့ဒီလူနဲ့ကိုရှိနေရတဲ့အချိန်မှာဒီလူကိုကိုယုံကြည်လို့ရတယ်ဒီလူကကိုယ့်ကိုလုံခြုံမှုပေးတယ် ိုကိုလုံးခြုံစီတယ်ဆိုတော့စိတ်ခံစားချက်ဖြစ်စီတာပေါ့နော်ကိုရဲ့အတွင်းစိတ်ထဲမှာရှိနေတဲ့အကြောင်းအရာလေးတွေကိုလက်ဝတ်ထားတဲ့အကြောင်းအရာလေးတွေကိုရဲ့အားနဲ့ချက်တွေဒီအကြောင်းအရာတွေကိုတစ်ဖက်လို့ကိုကယုံယုံကြည်ကြည်နဲ့ပြောပြလို့ရတယ်ပြီးရင်တော့ကိုရဲ့အတွေးအခေါ်တွေကိုရဲ့အတွေးမြင်တွေကိုလည်းပေါ့နော်ငါဒါလေးပြောလိုက်ရင်တုံ့ဟောက်ဘလို့ထင်မှလည်းမသိဘူးတုံ့ဟောက်တမျိုးထင်သွားမှလားတုံ့ဟောက်အထင်သေးသွားမှလား စတဲ့စိုးရင်စစ်တွေလုံးဝရှိစရာမလိုဘဲနဲ့ကိုယ့်ရဲ့အတွေးမြင်တွေကိုလည်းကိုပုံပြနေနေနဲ့ပြောပြလို့ရတယ်ပေါ့နော်ဒီလိုခန်းစားချက်မျိုးကိုဖြစ်စေရတဲ့နံပါတ်1ကတော့လက်ခံမှုနဲ့နားလည်မှု အချင်းချင်းပေါ့နော်တယောက်ကိုတယောက်သူ့ရဲ့စစ်တီမှုအတိုင်းမျိုးပဲသူ့ လက်ခံပေးရင်ပြီးလို့ရှင်လည်းတယောက်ကိုတယောက်ပေါ့နော်နားလည်မှုတွေရှိကြတယ်အမားတွေလုံးမိပြီဆိုရင်လည်းသူ့ရဲ့နေရာမှာဝင်ပြီးတော့ကိုကိုချင်းစာပေးတယ်နားလည်ပြီးရင်တကယ်လို့တပေါ်ထားတွေကွဲလွဲတဲ့အချိန်မှာဆိုလို့ရှင်လည်းတယောက်ကိုတယောက်တိုင်ပင်ညှိနှိုင်းပြီးတော့အာဆွေးနွေးကြတယ်ပေါ့နော်ဒါနံမနစ်အချက်နံပါတ်3ကတော့အားပေးမှုနဲ့ကြီးစုဆောက်ရှောက်မှုတဲ့အဲ့တော့ စစ်မှန်တဲ့အချက်မှာပေါ့နော်တိဆောက်ထားတဲ့ relation ဖြစ်ကလေးတယောက်ကိုတယောက်ပူပြီးတော့ကောင်းလာအောင်ပူပြီးတော့ဒိုးတက်လာအောင်ပေါ့နော်အားပေးအားမြှောက်မှုတွေပြုကြတယ်တယောက်လှုပ်ချင်တဲ့အလုပ်တွေအိမ်မက်တွေရှိနေအဲ့ဒီဟာတွေကိုတကယ်အကောင့်ထဲပေါ်နိုင်အောင်ပေါ့နော် နောက်ကနေပံ့ပိုးမှုတွေပေးရပေါ့နော်ခက်ခဲတဲ့အချိန်မှာဆိုလို့ရှိရင်ဘေးမှာနေပြီးတော့ရက်တိပေးရပေါ့နော်ဒါနံပါတ်3နံပါတ်4ကတော့ တာဝန်ယူမှုတာဝန်ခံမှုရှိရတဲ့ကိုယ့်ရဲ့ relationship အပေါ်မှာကိုတာဝန်ယူမှုတာဝန်ခံမှုရှိရဲ့ဒီ relationship တစ်ခုချောက်သွားပြီဆိုရှင်တော့ကိုယ်ပဲပိုင်းတွေလှုပ်ဆောင်ရမှာလေကိုလှုပ်ဆောင်ရမယ့်အရာလေးတွေကိုကိုလှုပ်ဆောင်ရပေါ့နော်အဲ့တော့ relationship တစ်ခုကိုချောက်သွားပြီဆိုရှင်တော့ကိုချစ်တဲ့လူကိုကယူဆိုင်မှုတွေပေးရတာတို့ငွေတမှုတွေပေးရတာတို့ပြီးရင်တော့အိမ်ထောက်တစ်ခုဖြစ်သွားပြီဆိုရှင်လေကိုတာဝန်ယူရမယ့်အပိုင်းလေးတွေရှိရပေါ့နော်အဲ့တော့အဲ့ဒီအပိုင်းတွေကိုကိုတာဝန်ယူမှုတာဝန်ခံမှုရှိရအမားတွေလုံးမိပြီဆိုရှင်လေနောက်ကျမလို့တော့ ပါဘူးဆိုပြီးတော့စကားအပြင်ပေါ့နော်တကယ်လက်တွေ့ပေါ့နော်အာလှုပ်ဆောင်ပြအောင်ဆိုပြီးတော့သူလှုပ်ဆောင်နိုင်တယ်ပေါ့နော်အဲ့လိုမျိုးအာအဲ့တော့နံပါတ်ဒါကတော့နံပါတ်၄အချက်ပေါ့နော်နံပါတ်၅အချက်ကတော့လွတ်လပ်ခွင့်နဲ့လေးစားမှုရှိရတဲ့ဒီအချက်ကတော်တော်လေးအရေးပါတယ်ပေါ့နော်ကိုက relationship တစ်ခုချရောက်သွားတယ်တစ်ဖက်လူကကိုယ့်ရဲ့ချစ်သူဖြစ်လာတယ်ကိုယ့်ရဲ့လက်တွဲဖော်ဖြစ်လာပြီဆိုတော့ねတစ်ဖက်လူကိုလုံးဝပိုင်သွားပြီသူလှုပ်တဲ့မြတ်အကြောင်းအရာတွေကိုကိုယ် control လုပ်လို့ရ နေပြီထိန်းချုပ်လို့ရနေပြီသူဘယ်သွားနေရလဲဘာလုပ်နေရလဲဘယ်သူနဲ့ရှိနေရလဲစသဖြင့်အရာတိုင်းကိုကိုထိန်းချုပ်နေရမယ်ဆိုတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့တော့ဒီမှာပြောရဲလွတ်လပ်ခွင့်ဆိုတာတစ်ဖက်လို့လဲသူလှုပ်ချင်တဲ့အရာလေးတွေသူဝါဒနာပါတဲ့အရာလေးတွေလုပ်နိုင်ဖို့အတွက်သူ့ရဲ့တငန်ချင်းတွေအပေါင်းအသင်းတွေနဲ့တွေ့နိုင်ဖို့အတွက်ကိုလွတ်လပ်ခွင့်ပေးထားတယ်တယောက်နဲ့တယောက်လေးစားမှုပေါ်မှာအာအခြေခံပြီးတော့တိဆောက်ထားတာပေါ့နော်ဒီ relation အတူ relationship ကိုအာနံပါတ်5ပေါ့နော်နံပါတ်6ကြတော့ အတိတ်သာရှိရတဲ့အဲ့တော့ဒါကလည်းတော်တော်လေးအရေးပါတယ်ပေါ့နော်ကိုပြောထားတဲ့စကားတွေကိုကိုဂတိတည်ရဲ့ဒီ relationship ပေါ်မှာတစ္ဆာရှိရပေါ့နော်အဲ့တော့ဒီအချက်ကအာဒါမရှိဘူးဆိုရှင်တော့ relationship တစ်ခုကရရှိသွားနိုင်ဖို့ကအရန်ခက်တယ်ပေါ့နော် ။နံပါတ်9ကတော့အချင်းချင်းချီးစူးတင်မှုနဲ့ချီးမှုမှုတွေရှိရတဲ့။အဲ့တော့ဟာချနေပြီပဲသူနဲ့ကိုတိတာဒါတော့သူ့အလုပ်ပဲသူလုပ်ရမယ့်အပိုင်းပဲဆိုပြီးတော့သူလုပ်တဲ့အကြောင်းအရာတွေကိုအတိမတ်ပြူတာမျိုးတွေမရှိတော့ဘူးလှုပ်တင်လှုပ်ထိုက်လို့လုပ်နေတာပဲစတဲ့အဲ့လိုမျိုးခံရချက်တွေမရှိပဲနဲ့သူလုပ်ပေးလိုက်တဲ့အကြောင်းအရာတတိလေးကအစပေါ့နော်ဂျေဆုတင် တဲ့စိတ်လေးတွေရှိရဲ့ပြီးတော့သူကောင်းအောင်လုပ်နိုင်တဲ့အချက်တွေပေါ်မှာလည်းပေါ့နော်ချင်းမွန်းပေးတာပေါ့နော်ဒီလိုသာဆိုလို့ရှိရင်တော့ဒီ relationship မှာရှိနေရတာကကိုယ့်ကိုယ်ကိုတန်ဖိုးရှိရဲ့ဆိုပြီးတော့အဲ့လိုမျိုးခံစားရစီရပေါ့နော်ကိုယ့်ရဲ့ self esteem ကိုပို့ပြီးတော့ကောင်းစီလာတာပေါ့နော်ဒါနံပါတ်9အာနံပါတ်၈ကတော့စိတ်ချမ်းသာမှုနဲ့အေးချမ်းမှုကိုခံစားရတာတဲ့အဲ့တော့စစ်မှန်တဲ့အချက်ပေါ်မှာတိဆောက်ထားတဲ့ relationship ကစိတ်ချင်းကျက်လိုက်တာ ဟွာပေါ့နော်ဝန်ထုတ်ဝန်ပိုးတခုလိုခံစားလိုက်နေရတယ်စတဲ့အဲ့လိုမျိုးခံစားပြီး ချက်တွေလုံးဝရှိနေအာစေတာမဟုတ်ပဲねဒီ relationship မှာရှိနေရခြင်းကကိုယ်ကိုစိတ်ချမ်းသာစေရစိတ်အေးချမ်းစေရအာတက်တောက်တက်တာဖြစ်စေတယ်လို့ခံစားရစေတာကိုကအပြင်လောကမှာပေါ့เนาะရုန်းခံပြီးတော့ပြန်လာတဲ့အချိန်မှာဒီ relationship မှာရှိနေရတဲ့အချိန်မှာဆိုရင်အင်ကိုပြန်ရောက်လာတဲ့မျိုးပဲကိုကိုအပြေဝါလက်ခံပေးတယ်ကိုနားလဲပေးတယ်ကိုကိုအားပေးအမြောက်ပြုတ်ပေးတယ်ကိုနားမှာအငဲတန်းအဖို့ပြုတ်ပေးနေတယ်လူတယောက်ရှိနေပါလားစတဲ့အဲ့လိုမျိုးစိတ်ခံစားချက်လေးတွေကိုဖြစ်စေတာပေါ့เนาะ အဲ့တော့ဒီအချက်လေးတွေကတော့အချက်စစ်မှာရှိနေတဲ့ဝိဒိတာလက္ခဏာလေးတွေပေါ့နော်အဲ့တော့ဒီအချက်လေးထဲမှာဆိုလို့ရှင်တော့ကိုယ့်ရဲ့ relationship မှာရောဘယ်နဲ့ချက်လောက်နဲ့ရှိနေနေတာလဲပေါ့နော်ကိုကိုတိုင်ကရောဒီအချက်တွေနဲ့ပတ်သက်လာပြီးဆိုလို့ရှင်တော့ဘယ်နဲ့ချက်လောက်လှုပ်ဆောင်နိုင်ပြီလဲပေါ့နောက်ထပ်မျက်ဝင်မှုမှာဆိုလို့ရှင်တော့အာမင်းမရှိမဖြစ်ပါဘူးကွာဆိုတဲ့စကားပြောလိုက်တိုင်းပေါ့နော်မယုံလိုက်ပါနဲ့ဆိုတဲ့အကြောင်းနဲ့ဆက်လက်ပြီးတော့မျက်ဝင်ပြီးသွားမှဖြစ်တဲ့အတွက် မရီရဲ့ channel လေးကို subscribe မလုပ်ရသေးဆိုရှင်တော့ subscribe လုပ်ထားလိုက်ပါနော်ဟယ်လိုအားလုံးပဲမင်္ဂလာပါအမေရိကတော့တက်တက်မီရီဆိုတဲ့ခလုံးနဲ့နဲ့စိတ်ပိုင်းဆိုင်ရာသောက်တွေကိုရေးသားမျှဝေနေတဲ့ဒီပြဖြစ်ပါတယ်တကယ်လို့မိတ်ဆွေနေတဲ့ကစိတ်ပိုင်းဆိုင်ကိုစိတ်ဝင်စားဆိုရှင်တော့မရီရဲ့ channel လေးကို follow လုပ်ထားလိုက်လို့ရပါတယ်နော်ကြည့်နောက်ထပ်မျှဝေမှုမှာပြန်လည်ဆုံတွေ့ကြရအောင်ဒီနေ့ video ပါ bye